အဲ့တော့အောင်မြင်ခဲ့ပြီဝမ်းသာစရာအကြောင်းပြောပြီးတဲ့နောက်မှာစိတ်မကောင်းစရာပြောရတာကြီးတမျိုးကြီးပေါ့နော်စိတ်မကောင်းစရာကြီးစိတ်မကောင်းစရာကြီးနဲ့အတူတူဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒီကနေပြီးတော့တဆင့်တင်ငန်းစာယူရမယ်ခရူးဆိုင်ရမယ်နေပုံထိုင်ပုံနေပါကိုယ့်ရဲ့နေ့စဉ်လှူရှားတော်လာမှုပါပါဘယ်လိုလုပ်ရမလဲဆိုတာတွေးရမှာပေါ့နော် ဲ့တော့ဒီအကြောင်းအရာလေးကကြာအမေရိကန်ကအမေရိကန်တက်ဆက်ပြည်နယ်မှာနေထိုင်တဲ့ကောင်မလေးတယောက်သူ့နာမည်ကလီလီအဗန်လို့ခေါ်တယ်ကောင်မလေးကအသက်10နှစ်ပဲရှိသေးတယ်။ဟော10နှစ်ခင်းလေးပေါ့ခင်းကလေးလေးသူတို့ကကြာတော့သူတို့နေတဲ့နေရာကပြောရရင်တော့မြစ်မြစ်ချောင်းမြစ်ကန်နဘေးအဲ့နာမနေလေလို့ပြောလို့ရပါဘောနော်ကောင်မလေးကတည့်ရကြာတော့သူကလည်းပုံမှန်အပြင်ကူးနေကြပဲဖြစ်ပါလိမ့်မယ်နော်ဒီမြစ်မြစ်ချောင်းနေပါလေဆိုသူတို့နာမ Brazil ဆိုရဲမြစ်ရှိရယ်ပြီးတော့သူတို့အိမ်နာမလည်းကန်ရှိရဝှစ်နေလို့ခေါ်တဲ့ကန်လေးရှိတာသူအိမ်အနီးနာမပေါ့နော်မြစ်တီချောင်းနေကန်နေအဲ့လိုမျိုး ွေနဲ့ဆက်ဆက်နေနေရာတစ်ခုပေါ့အဲ့တော့အိတ်ကောင်မလေးကလည်းတရက်ကြတော့သူရေကူးကျင်နေဆိုတဲ့ခါကျပုံမှန်နေတိုင်းလည်းကူးနေကြဒီနေ့လည်းသွားကူးလိုက်မယ်ဆိုပြီးတော့ကူးတာမကြသေးဘူးဒီစက်တင်ဘာစက်တင်ဘာ9ရက်နေ့လောက်ကပဲအကောင်မလေးကနေသူအဲ့ Brussels မြစ်ထဲမှာလည်းကူးတယ်ကူးပြီးတော့သူအိမ်အနီးနားမှာရှိအဲ့ Whitney ဆိုတဲ့ကန်ထဲမှာလည်းသူကူးတယ်အဲကူးပြီးတော့ပြန်လာအောင်ပြန်လာတဲ့အချိန်မှာ ပို့တမျိုးပဲဟိုပို့တခြားရက်ဒီနေ့ရတယ်မတူဒီနေ့မှမှ true ကြကြခေါင်းတွေအရင်ကိုက်လာတယ်လို့ခံစားရတယ်ဒီကူပြီးပြန်လာတဲ့အချိန်မှာခေါင်းတွေကိုက်လာရဲပြီးတော့ဖျားကျင်တယ်လို့ပါဖြစ်လာအဲ့လိုမျိုးခံစားရတဲ့ခါကျတော့ तू ကလည်းအမ်သူ့အဖေနဲ့မေးပြန်လာတဲ့ခါကျတော့သူ့အဖေနဲ့မေးပြပြပါဘောနော် တမီဘောဒီရေကူးပြန်လာတဲ့ခါမှာနေလို့မကောင်းဘူးခေါင်းနဲ့ကြိုက်နေရဲ့ပြီးရခါကျတော့လေဖျားချင်တယ်လို့ကဖြစ်နေရဲ့ဆိုတဲ့ခါကျတော့အဲ့နဲ့သူ့ဖေနဲ့မိရနေပြီးဒီအနီးနားမှာရှင်ဒီဒေတာကန်စေကန်ပေါ့နော်ဒေတာကန်စေကန်ခေါ်သွားခေါ်သွားပြီးတော့စစ်ဆေးမှုတွေလုပ်တယ်စစ်ဆေးမှုတွေလုပ်တော့လေဟိုအများကြီးပေါ့ဒေတာကန်စေကန်ဖြစ်တဲ့ကြောင့်ပစ္စည်းကရိယာတွေလည်းစုံစုံလင်လင်မရှိဘူးလေနော်ကုသမှုကလည်းအပြေးဝမဟုတ်ဘူးစေစေစေဝါတွေရောနောက်စက္ကရိယာတွေရောပြည့်ပြည့်စုံစုံမဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့စေကန်တွေတို့ဒီ မြို့ပေါ်မှာရှိတဲ့ဒီ fourth world လို့ခေါ်တဲ့ဒီဆေးရုံကလေးဆေးရုံကြီးပေါ့နော်ဆယ်နှစ်ပဲရှိသေးတဲ့အခါကျကလေးဆေးရုံကြီးတို့တင်လိုက်တယ်အဲ့တော့ဆေးရုံကြီးမှာတို့လည်းစမ်းသပ်မှုတွေစစ်ဆေးမှုတွေလုပ်တဲ့အခါမှာဖြစ်ချင်တော့အဲ့ခနာချင်းတွင်းမဲ့နော်ဆေးရုံသွားနေအချိန်တွင်းမှာပဲဆေးရုံမှာပါသူကကလေးကဘလို့ပါဖြစ်သွားလဲဆိုတော့မျက်လုံးတော့ဖွင့်နိုင်တယ်ပါဇက်တီလေးပါလေဖွင့်နိုင်တယ်ဒါပေမဲ့လှုပ်ရှားမှုလုံးဝမရှိတော့ ဟိုအဲ့ဖေးအောင်ပို့နေတဲ့အချိန်တွင်းမှာမလုံနိုင်တော့လုံးဝမလုံနိုင်တော့မျိုးလုံးကတော့ဖွင့်လို့ရတယ်ဖွင့်အခုဖွင့်နေရတဲ့အချိန်မှာပါဇက်ကလည်းဖွင့်နေတယ်ဒါပေမဲ့လှုပ်ရှားမှုလုံးဝလုံးလို့မရတော့ဆိုပြောရင်တော့အကုန်ရှက်ထောင်းကြသွားသလိုတေဝါသလိုပုံစံမျိုးဖြစ်တာအာပြောရရင်အုံနောက်တေဝါပြီးတော့ကိုမာဖြစ်တဲ့ပုံစံမျိုးပေါ့ကွာဒီလည်းမျိုးလုံးဖွင့်ဖွင့်ထားတယ်ပါဇက်လည်းဖွင့်နိုင်တယ်ဒါပေမဲ့လှုပ်ရှားမှုမရှိတော့အုံနောက်ကလည်းလုံးဝအလုံးမလုံတော့အဲ့လိုပုံစံမျိုးဖြစ်သွားတာအေးရောအဲ့တော့အုံနောက်လုံးမလုံတော့ဖြစ်သွားပြီးရောခလေးကလည်းအဖျားတွေဝင်လာတယ်ဆိုတော့တောက်လျှောက် ဘာမှလုံးလုံးလို့လို့မရဘူးခလေးကိုပြန်ပြီးတော့ကောင်းအောင်လို့လဲကုသမှုတွေပေးတယ်လုပ်တယ်ဒါပေမဲ့ဒီခလေးလေးကကန်ဆိုးကျင်တော့အဲ့လိုဖြစ်ပြီးတော့တပတ်အကြာမှာအသက်ဆုံးရှုံးသွားတယ်။ဩအဲ့ဒီတိုင်းတပတ်အဲ့ဒီတိုင်းကြီးတပတ်လောက်ကြာလိုက်တယ်ဟုတ်တယ်အပထမပိုင်းမှာအုံနောက်တည်တယ်လို့ပုံစံမျိုးဖြစ်ပြီးတော့နောက်ပိုင်းမှာအသက်ပါပါသွားတာပေါ့เนาะအဲ့လိုပုံစံမျိုးဖြစ်တယ်ဆိုတဲ့အခါကျတော့အစီအဝင်နေနေနဲ့လည်းဒါအကြောင်းရင်းရှာရတော့မယ်လေเนาะဒီကလေးခေါ်ဆိုတဲ့ဘာကြောင့်တည်ရလဲဘာကြောင့်တည်ရလဲဆိုတော့အကြောင်းရင်းရှာရတော့မယ်ဆိုတဲ့အခါကျရှာကြည့်လိုက်တဲ့အခါမှာကလေးစီမှာပိုးတစ်မျိုးတွေ့တယ် ကပားပူအဲ့ကပားပူကဘာလဲဆိုတော့အုံနောက်ကိုစားတဲ့ကပားပူအိုးဖျက်ဖျက်အုံနောက်ကိုစားတဲ့ကပားပူအုံနောက်ကိုစားတဲ့ကပားပူတို့အဲ့ဒီမျိုးနောက်ပိုင်းခလေးအသက်ဆုံးရှုံးသွားပြီးရဲ့နောက်မှာရှာဖွေကြည့်တဲ့အခါကျတော့ဒီကပားပူရဲ့မျိုးစိတ်ကိုပါတို့ရှာတွေ့ပါအဲ့ကပားပူရဲ့နာမည်ကတော့သူက Negleria Fowleri လို့ခေါ်တဲ့ဒီအုံနောက်စားတဲ့ကပားပူတစ်မျိုးပေါ့နော်အဲ့တော့အဲ့အုံနောက်စားတဲ့ကပားပူတစ်မျိုးကသူရေကူးတဲ့အခါမှာအဲ့ရကနေပါလာတာအော် ไอ้คุณน่ะเม็ดแท้มาไอ้ช่องเม็ดแท้มาเยกู้ไล่ยินเนี่ยไอ้เยกู้ก็นี่ปาลาได้ปาลาพี่ก็คลีอ่ะซ่าๆไปมาข้องนี่ไก่ลายพยาจินตัวนี้ขึ้นเลยพี่ก็ตะบัดอึ้งมาเว้ยอัตสงชงตัวซออมลีจောက်เสียก้าวมาเลยเออเม็ดที่ช่องนี่มากู้นี่จาตัวนี้เนี่ยเลยส่วนเนาะตลอดเลี้ยวก็ยูเซ่ไม่เบ้จี้มาวนลาแม้กูแล้วไม่ติดไหนเลยดีเม็ดช่องเนี่ยมาบาปูฤทธิ์ရှင်နိုင်มั้ยไอ้ปูฤทธิ์อ่ะอ๋อโกกูเยขันนากูเนาะทุกข์ไปနိုင်ไงปูမျိုးล่ะสอบลูไม่คันมานายดีกรณีนี้ส่วนเลยถ้าตูเล သိမိမှာမဟုတ်လေသူလည်းပုံမှန်အားဖြင့်ဒီမြေချောင်းထဲမှာပဲကုနေကြဒီနေ့မှဖြစ်ပြီးတော့သူအသက်ဆုံးရှုံးသွားမယ်ဆိုပြီးတော့မသိထားဘူးပေါ့နော်ဆိုတော့ဒီဟာကနေတဆင်သိရမှာက ကြတော့ဘယ်လိုပြောရမလဲဟိုညစ်တေချောင်းနေကုရင်ခရုဆိုင်ပြီးကုပါလို့ပဲပြောရမလားမကုနေလို့ပဲပြောရမလားဆိုတော့ကကြတော့နော်ဟိုဒီကလေးလေးရဲ့ကံလို့ပဲပြောရမလားပေါ့နော်အဲ့တော့ဒီအုံနောက်စားတဲ့ကပ်ပါပူကကလေးနဲ့တူပါလာပြီးတော့တပတ်အတွင်းမှာအသက်ပါ နှုတ်သွားတယ်ဆိုတော့တော်တော်လေးလဲကြောက်စရာကောင်းပါတယ်အဲ့တော့ဒါကတော့ဗဟုသုတအနေနဲ့ပေါ့နော်မြင့်တေချောင်းနေတယ်မှာလဲဒီလိုမျိုးအုံနောက်ကိုစားတဲ့ကပားပိုးတွေလဲရှိနေနိုင်တယ်ဆိုတော့သတိပေးချက်လေးတစ်ခုပါပဲကျွန်တော်တို့ဒီမြင့်ချောင်းအဲအင်းအိုင်နေနားမှာနေကြတဲ့မိဘပြည်သူတွေအဲပြီးတော့ကျွန်တော်တို့ဒီမြေဝကျွန်မော်ဒေတာတွေပေါ့နော်တစ်ခါကျန်မှာကျွန်တော်တို့ ဒီမြစ်တွေချောင်းနေဆိုတာကျွန်တော်မြန်မာနိုင်ငံမှာလည်းအလွယ်တကူပေါင်းများပါတယ်ရှိရနော်အဲ့တော့ဟိုရေကူးကြတော့ကူးကြတာပဲအဲ့တော့ဘာမှမဖြစ်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့လိုဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဟိုတတိချက်เสียတတိထားเสียပေါ့နော်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုဟိုတိုက်ဖြတ်မဲ့ဖျက်ဆီးမဲ့ဒီလို parasite တွေကပ်ပါးတွေပိုးကောင်တွေကဘလောက်ရှိနေတာလဲရှိနေတာလားမရှိဘူးလားရှိတဲ့အကောင့်တွေကလည်းဘလောက်ဆိုးလဲဆိုတော့ကျွန်တော်ကမမြင်ရဘူးလေနော်ဟုတ်တယ်မိဘအနေနဲ့ယဉ်ကျေးရမယ်နော်ဒီကလေးလေးဆိုအသက်10နှစ်ပဲရှိသေးရဗျာနော်10နှစ်ပဲရှိသေးတော့ ပုံမှန်ပဲသူတို့ရေကူးနေကြတာပဲဒါမြေချောင်းတဝိုက်မှာနေတဲ့သူတွေကတော့မြေထဲရေကူးတယ်ဆိုတာထူးဆန်းတဲ့လို့တော့မဟုတ်ဘူးလေအဲ့တော့ဒါပေမဲ့ဖြစ်ချင်တဲ့ချိန်ကျတော့လေခုလိုကြံဖန်ပြီးဖြစ်သွားတဲ့ခါကျတော့သိမ်ကောင်းစရာနဲ့ပဲအဆုံးသတ်ရတာပေါ့အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ဟိုစားသတိလာသတိသွားသတိပေါ့နော်အဲ့တော့မြေချောင်းနားမှာနေတဲ့ဆိုလေရေမကူးဖို့ပြောရတာလေမကောင်းဘူးပေါ့လေအဲ့တော့ကျွန်တော်တို့လုပ်ဆရာရှိရလဲလုပ်ပေါ့ဒါပေမဲ့လေဟိုအမြဲတမ်းဟိုကံကောင်းပါစေလို့ပဲဆုတောင်းပါပေါ့နော်ဟုတ်တယ်ပေါ့ ကဲဒါတော့ဘုဒ္ဓတာနေနဲ့မျှဝေပေးတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါ